မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့မေလ24ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်အပိုင်း ်ဗကိုးရုံမှအတွင်တက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်ရာစစ်သား၁၀ဦးသေဆုံးပြီးတော့တောထဲမှာဖြစ်တယ်လို့ဆွန့်ပစ်ခဲ့တဲ့စစ်သားမသားအလောင်း၄လောင်းကိုတိမ့်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ22ရက်နေ့ည7:00နာရီခွဲအချိန်ကမှမင်းလာမြို့နယ်အပိုင်းဗကိုးရုံမှထဲမှာရှိတဲ့ခါချင်းတောင်ပေါ်ကိုစိန်ကန့်လန့်မျိုးချောင်းရိုးမှဖြတ်ကျော်လမ်းအတိုင်းခြေချင်းတက်လာတဲ့အင်အားတရာကျော်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဟိုင်းယူလမ်းစုံနဲ့ပြင်ကြိုခင်းရွာကြားမှာရှိတဲ့တိရုပ်ပေါက်ကြောက်ကုန်းအနီးမှာတာယာဝတီခိုင်တရင်33ညနဲ့ တက်ခွဲငါဘျူဟာစစ်ကြောင်းကတော်လိုင်းတက်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာလက်နက်ကြီးလက်နက်ငယ်များနဲ့တနအီကက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့အကြမ်းမဲ့စစ်ကောင်စီတပ်သား10ဦးထက်မနည်းသေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဗန်မွေးကုန်းရွာဘက်ကိုတက်ပြတ်ပြီးတော့ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်မေလ23ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှတိုက်ပွဲအတွင်းမှာသေဆုံးသွားတဲ့စစ်သားအလောင်းများကိုလာကောက်တဲ့စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းရဲဘော်များထိတွေ့တိုက်ပွဲ15မိနစ်ခန့်ထပ်မံဖြစ်ပွားခဲ့ပြီးတော့စစ်တပ်ဘက်ကလက်နက်ကြီး များနဲ့ဇက်တိုက်ပစ်ခတ်တဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်မေလ24ရက်နေ့မနက်7:00နာရီကမှတော်လိုင်းရဲဘော်များကတိုက်ပွဲဖြစ်ပွားရာနေရာအနီးနယ်မြေရှင်းလင်းရေးပြုလုပ်တဲ့အချိန်မှာစစ်သုံးပစ္စည်းများကိုတင်စီရရှိခဲ့ပြီးတော့ဂျောက်ကဘာတဲ့ကိုပစ်ချထားခဲ့တဲ့စစ်သားမသားအလောင်းတလောင်းဖြစ်တယ်လို့မြေမြုပ်ထားတဲ့စစ်သားမသားအလောင်း၃လောင်းနဲ့တွေးအိုင်တွေးခွက်များကိုတွေ့မြင်ခဲ့ရပြီးတော့စစ်သားမသားအလောင်းများကိုကောင်းမွန်စွာမြေမြုပ်တချို့ပေးခဲ့ရတယ်လို့သိရပါတယ်အခုတိုက်ခိုက်ခဲ့တဲ့စစ်ကြောင်းကမုတ်ခါဆဲမှာမွေးကပ်ရေနစ်နေတဲ့ကောင်းတွေပဲ အဲ့ဒီကောင်တွေကိုညာဘက်မှာစောင့်ကြိုတိုက်ခိုက်ခဲ့တာဗိုလ်လေးဆိုပြီးတော့စကားပြောပြီးတက်လာတဲ့ကောင်ကိုအရင်ဆုံး40မမနဲ့ပြစ်ချလိုက်ပြီးတော့ထိတွေ့တိုက်ပွဲတွေဆဖြစ်တာပေါ့တိုက်ပွဲမှာစစ်ခွေး10ကောင်တည်တယ်နယ်မြေရှင်းလင်းရေးလုပ်တော့ပုတ်စော်နန်နေတဲ့နေရာတွေကိုတွေ့လို့တူးကြည့်လိုက်တာချင်းတချင်းထဲမှာစုပြီးတော့မြုပ်ထားတဲ့စစ်ခွေးမသားအလောင်း3လောင်းနဲ့ကြောက်ထဲပြစ်ချထားတဲ့အလောင်း3လောင်းကိုတင်းစီရရှိခဲ့ပါတယ်လို့တိုက်ရော်ရီခန် PDF ကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဗကုတန်တောင်ငုံမြို့နယ်စပားကျွယ်ချေးရွာကိုမီးရှို့ဖျက်ဆီးနေတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်များကတိုက်ခိုက်ခဲ့ရာစစ်သားအများအပြားတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ22ရက်နေ့က စပြီးတော့တောင်ငူမြို့အနောက်ဘက်အမြန်လန်းမိုင်းတိုင်အမှတ်140ခွန်အနီးမှာရှိတဲ့စဘာကျွယ်ချေးရွာမှာအချမ်းမတ်စစ်တပ်နဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့များကြားစတင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဒီနေ့မေလ24ရက်နေ့အထိတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာတော်လိုင်းတပ်ဖွဲ့ဝင်များရဲ့စနိုက်ပါနဲ့ပစ်ခတ်မှုကြောင့်အချက်ပတ်စစ်သား78ဦးတိတ်ဆုံးသွားတယ်လို့သိရပါဗျ။ဒါအပြင်မိုင်းဆွဲတိုက်ခိုက်ခြင်းလက်နက်ကြီးလက်နက်ငယ်များနဲ့တိုက်ခိုက်ခြင်းတို့ကြောင့်လည်း ထိခိုက်သိဆုံးမှုများရှိပြီးတော့စစ်ကောင်စီတပ်သားထိခိုက်သိဆုံးမှုများပြတော့လေအရေးအတွက်ကိုတော့အတိအကျမသိရသေးဘူးလို့ပြောပါရတယ်။စစ်ခွေးတွေဘက်ကအသေးပြောက်ကတော့များပါတယ်။တော်လိုင်းတက်တွေကတော့အပိုင်ဆောင်ပြီးတော့ကိုတွေ့နေတာစနိုက်ပါနဲ့ပစ်တာနဲ့တည်းဆက်ရှိကောင်လောက်ဒေးသွားတယ်။မိုင်းခွင်းထဲဝင်လာတဲ့စစ်ခွေးတွေကိုလည်းမိုင်းဆွဲတိုက်ခိုက်တာလက်နဲ့ငယ်တွေနဲ့တိုက်ခိုက်မှုမှလည်းထိခိုက်သိဆုံးမှုတွေများပါတယ်။အဲဒါကြောင့်မနေ့ကည၈နာရီလောက်ကလေရင်နဲ့လာပစ်တာပါ။လေရင်ပေါ်ကနေပြီးတော့ဆက်တက်နဲ့ပြစ်ကူပေးနေတာလို့တော်လိုင်းရဲ့သတင်းအရင်းမြစ်ကပြောပြထားပါရတယ်။ အထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကအင်ဂျီတထောင်ခန့်ရှိတဲ့စပားကျွယ်ချေးရွာကိုမေလ23ရက်နေ့မနက်6နာရီခန့်ကစတင်ဝင်ရောက်ပြီးတော့ပြည်သူပိုင်ပစ္စည်းများကိုတဲယူခြင်းပဲအိတ်ဆိုင်ကယ်များကိုခိုးယူတဲယူခြင်းများလုပ်ဆောင်နေကနေအိမ်များကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်သားများရဲ့မိရှုဖျက်ဆီးမှုကြောင့်နေအိမ်850ခန့်မိလောင်ပြာချသွားခဲ့ရတယ်လို့သိရပါဗျ။တနေကုန်ကိုမိရှုသွားတာအင်ဂျီတထောင်လောက်ရှိတဲ့ရွာက၄ဘုံ၃ဘုံလောက်ကိုပြာချသွားပါတယ်။ အိမ်ကြီးအိမ်ကောင်းတွေကြီးပဲပါသွားတာအများကြီးမီးလောင်သွားတယ်စာတင်ကြောင်းမှာမချမ်းဘူးမီးရှို့သွားတာလို့ဒေသခံသတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့ပေါ်မှာရှိတဲ့စစ်ဘက်ရဲရလုံခြုံရေးတပ်ဖွဲ့ဆရာဖရုံးကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလာ21ရက်နေ့မနက်10:00နာရီခွဲအချိန်ကကလောင်လုံးမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်ဘက်ရေးရလုံခြုံရေးတပ်ဖွဲ့စရဖရုံးကိုဒဝဲခိုင်တပ်ပေါင်းစုနဲ့ပူးပေါင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗါဒ၎င်းတိုက်ခိုက်မှုကိုဒဝဲခိုင်တပ်ပေါင်းစုຫນွေဦးပြောက်ကြားတပ်ဖွဲ့ Federal ဒူးဝန်ကျဲအဖွဲ့ចောင်းသားတော်လန်ရေးအဖွဲ့နဲ့ဒေါနာတက်ခွဲခွန်တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့မြို့သူကာကွယ်တပ်ဖွဲ့ဝင်းများအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်တိုင်းဒေသကြီးလက်ကူးမြို့နယ်အတွင်းအောင်ဖုံးပြေဖုံးကြီးကျောင်းကျောင်းတိုင်ဖုံးကြီးကတိန်ကျောင်းဒဂမကိုဓာတ်နဲ့ခုတ်တက်လို့တိန်ကျောင်းဒရက်ကအမျိုးသမီးတူတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောင်ဖုံးပြေဖုံးကြီးကျောင်းကိုတိန်ကျောင်းနဲ့ကားကအစလှူဒန်းထားတဲ့ဒဂမကိုကျောင်းတိုင်ဖုံးကြီးကသူ့ရဲ့အမေနေမကောင်းလို့ဆိုပြီးတော့ဖုံးကြီးကျောင်းမှာတင်ကန်းလာလျှော်ခိုင်းခဲ့တယ်လို့သိရပြီးတော့ဒဂမကတင်ကန်းလျှော်ပေးနေတဲ့အချိန်မှာအထမပြုတ်ခြင်းမှုစ조사တာကိုအမျိုးသမီးကလက်မခံတဲ့အတွက် ဖုန်းကြီးကဓာတ်နဲ့ခုတ်တက်လိုက်တယ်လို့သိရပါတယ်။သူ့အမေနေမကောင်းလို့သင်ကန်းတွေလာလျှော်ပေးဖို့ပြောတော့ကျောင်းတကမာကြီးကလာလျှော်ပေးတာပါ။အဲ့ဒီအချိန်ကျောင်းကကိုရင်တွေကိုလည်းဆိုးခါထွက်သွားခိုင်းပြီးတော့ သူကမတရားကြံတာဒကမာကြီးကလက်မခံလို့ဖုန်းကြီးကဓာတ်နဲ့ခုတ်ပစ်လိုက်တာလို့ဖြစ်စဉ်ကိုသိတဲ့ဒေသခံတဦးကရှင်းပြထားပါဗါးတေဆုံးသွားသူအကြောင်းဒကမာကြီးကအဲ့ဒီအကြောင်းတိတ်နေကားတွေကအစလူဒန်းပေးထားတဲ့အလူဒိုင်ကမာကြီးဖြစ်ကအခုလိုမျိုးအကြောင်းတိုင်းဖုန်းကြီးကမတရားပြုဖို့ကြံတာကိုအဆက်နဲ့အသက်လဲသွားတယ်လို့ဒေသခံတွေက ပြောဆိုနေကြပါဗါးဒကမာကမင်္ဂလာတို့ဘက်ကဖုန်းကြီးကသွားခေါ်ပြီးတော့သင်္ကန်းလျှော်ခိုင်းတာရေချိုးခန်းထဲမှာလျှော်နေတဲ့အချိန် အခုလို့အဓမ္မကျင့်ဖို့ကြိုးစားတာဓမ္မကလက်မခံဘဲနဲ့ထွက်ပြေးလို့ဓာတ်နဲ့ခုတ်လိုက်တာလို့နောက်ထပ်ဒေတာကန်တဦးကအတိပြုပြောကြားထားပါတယ်။သိဆုံးသွားတဲ့သူဟာအသက်43နှစ်အရွယ်ကရှိပြီးတော့ကျောင်းတိုင်ဖုန်းကြီးကလူတက်ပြီးတဲ့နောက်မှာထွက်ပြေးသွားခဲ့ပေမယ့်25မိုင်ဖျားနာမှာပြန်လည်ဖမ်းမိခဲ့တယ်လို့သိရပါတယ်။သိဆုံးသွားတဲ့သူကိုမေလ23ရက်နေ့မနေ့ကမနက်ပိုင်းမှာကောင်းမွန်စွာတကြိုပေးခဲ့တယ်လို့သိရပြီးတော့ကျောင်းတိုင်ဖုန်းကြီးကိုတော့လူဝဲလဲပြီးအေးအေးယူဖို့ပြင်ဆင်နေကြတယ်လို့သိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရဲ့မြို့တော်မော်လမြိုင်မြို့ပေါ်မှာဘာသာရေးကောင်းစဉ်အမျိုးမျိုးတက်ကလောင်ကစားဝိုင်းများပြုတ်လုံနေတော့လေတန်ကတော်များကစစ်ကောင်းစီကိုကြောက်တဲ့အတွက်မသိချင်အောင်စောင့်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မော်လမြိုင်မြို့ပေါ်မှာစွန်ကြီးလောင်ပွဲဖုန်ကြီးပြန်ပွဲစတဲ့ကောင်းစဉ်အမျိုးမျိုးနဲ့ဇက်ပွဲဟန်ပြသွင်းပြီးတော့လောင်ကစားဝိုင်းခင်းခြင်းများကို2024ခုနှစ်ဒီဇင်ဘာလပြည့်ည2024ခုနှစ် နိုဝင်ဘာလ15ရက်နေ့ကစတင်ကယနေ့အချိန်ထိကိုပြုလုပ်နေခြင်းဖြစ်ပြီးတော့တန်ဃာတော်များက၎င်းတို့နဲ့မသက်ဆိုင်သလိုမသိချင်အောင်စောင့်နေကြတယ်လို့မော်လမြိုင်မြို့ကန်လူမှုကွန်ရက်ရေးသမားတို့ကပြောပြထားပါဗျ။ဖုန်ကြီးတွေစီကလည်းခွင့်ပြုချက်မတောင်းဘူး။ဖုန်ကြီးတွေကလည်းဘာမှမပြောရဲပါဘူးလို့၎င်းကရှင်းပြထားပါဗျ။မော်လမြိုင်မြို့ဒိုင်ဝင်ကွင်းမှာအဘယတုခဖုံးတော်ကြီးကြောင်းစီရတော်ပြန်လွန်တော်မူခြင်းခေါင်းစဉ်နဲ့မေလ18ရက်နေ့ကဇက်ပွဲသွင်းကလောင်းကစားဝိုင်းခင်းခဲ့တယ်လို့သိရပါဗျ။ ဘာသာရေးခေါင်းစဉ်တစ်ခုခုတက်ပြီးတော့ဇက်ပွဲသွင်းပြီးလောင်ကစားဝိုင်းမှာထဲသွင်းခြင်းကိုမွန်ပြည်နယ်ချောင်းစုံမြို့နယ်မှာ2024ခုနှစ်ကစတင်ခဲ့ပြီးတဲ့နောက်မော်လယ်မြိုင်မြို့တုံကြိုင်မယောပေါင်နယ်တထုံမြို့နယ်တို့မှာလည်းဆက်လက်ပြီးတော့လှုပ်ဆောင်ခဲ့ရာယခုအခါမော်လယ်မြိုင်မြို့လောင်ကစားဝိုင်းဟာအကြီးအကျယ်ဆုံးဖြစ်နေကတညကိုအကောက်ငွေငွေကျပ်3300ခန့်အထိရရှိနေတယ်လို့သိရပါတယ်အခုလောင်ကစားဝိုင်းတွေကမော်ပြည်နယ်ဝင်ကြီးချုပ်ရဲ့ခွင့်ပြုချက်နဲ့လုံနေမှဖုံးကြီးတွေကသိကြပါတယ် အခုလိုဘာသာရေးခေါင်းစဉ်အမျိုးမျိုးနဲ့လောင်းကစားဝိုင်းလုတ်တာဘာသာသာသနာကိုစော့ကားနေတာပဲလေပြီးတော့ကိုပြည်သူတွေအချင်းစာရိတ်တာပြတ်ပြီးတော့ဒုက္ခရောက်အောင်လုပ်နေတာကိုဒါမျိုးမလုပ်ဖို့မကန့်ကွက်ရင်တော့မှမြစ်တာရက်ခန္ဓာမျိုးဖုံးကြီးတွေအနေနဲ့လုတ်တင်တာပေါ့ဒါပေမဲ့ကျွန်တော်တို့စီကဖုံးကြီးတွေကအောင်ကြီးသိမ်းမွန်ပြည်နယ်ဝင်ကြီးချုပ်ကိုကြောက်ကြတယ်လို့၎င်းကရှင်းပြထားပါဗျာ ်မော်လမြိုင်မြို့ပေါ်မှာရှိတဲ့ရမေရဖများကလည်းလောင်ကစားဝိုင်းပြည်လို့နေတာကိုမကြိုက်တော့လဲစစ်ကောင်စီအညိုထားမှကိုစိုးရိမ်နေတဲ့အတွက်မပြောရဲကြဘူးလို့သိရပါဗျ။ယခုခါတထုံနဲ့ပေါင်မြို့နယ်တို့မှာဟန်ပြဇက်ပွဲတော်မသွင်းတော့ဘဲနဲ့အာဝရေးပွဲဆိုပြီးတော့လောင်ကစားဝိုင်းတီးတန့်လှုပ်ဆောင်နေကြကြောင်းမွန်ပြည်နယ်ပကဖဒူတာဝန်ကစောထူအောင်ကရှင်းပြထားပါဗျ။မွန်ပြည်နယ်အတွင်းမှာရှိတဲ့လောင်ကစားဝိုင်းများဟာဂလုံးဂလုံးအနီးအထောင်ဖဲနဲ့အယုတ်လက်ဝိုင်းတို့ဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာငလျင်ကူညီကယ်ဆယ်ရေးစခန်းတွေအားလုံးမေလကုန်မှာပိတ်တော်မှာဖြစ်ပြီးတော့ငလျင်ဘေးသင့်တဲ့ပြည်သူတွေကိုစတင်ရွှေ့ကိုင်းနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလကုန်နောက်ဆုံးထားပြီးတော့ဘုံကြီးကျောင်းစတင်ကျောင်းနဲ့အားကစားဂွေးတွေကငလျင်ကူညီကယ်ဆယ်ရေးစခန်းတွေအားလုံးပိတ်သိမ်းရမယ်လို့စေကောင်စီကအမိန့်ထုတ်ထားပါတယ်။မန္တလေးမြို့မှာငလျင်ကူညီကယ်ဆယ်ရေးစခန်းတွေကမန္တလေးမြို့မဟာအောင်မြင်မြို့နယ်စိန်ပန်းရက်ကွာ မန္တလာတီရိအားကစားကွင်ဘာထူအားကစားကွင်တွေမှာလူဦးရေအများဆုံးရှိပြီးတော့စိန်ပန်းရက်ကွက်မှာတော့နေအိမ်ပြန်မဆောက်ရသေးတဲ့လူဦးရေများတယ်လို့သိရပါဗျ။အစိုးရစီကကုညီရေးကဘာမှကိုမရပါဘူး။ပုပ်ပလီကအလှူရှင်တွေကတော့လာလှူကြပါတယ်။ကျွန်တော်တို့ဖြစ်စေချင်တာကအစာအုပ်တွေကိုဖြိုချပေးတာပြန်ဆောက်တာတွေကိုပဲအစိုးရကစနစ်တကျကြီးကြပ်ပေးစေချင်တာပါ။အခုကဆောက်ဖို့ပြင်ဖို့မပြောနဲ့ ဖြတ်မိန်အောင်မကြလို့မဖြတ်ရသေးတဲ့အိမ်တွေအများကြီးရှိသေးတယ်လို့ငလျင်တန်တဲ့နဲ့ပြည်သူတို့ကပြောပြထားပါဗျ။ငလျင်တန်တဲ့နဲ့အဆောက်အဦတွေဟာစစ်ကောင်စီလက်အောက်ကစီပင်ရဲ့ခွင့်ပြုချက်ကိုရယူပြီးတော့ဖြတ်မိန်ကြဖို့ကိုနှိစက်ရာကနေငွေပေးလက်ထိုးရတာတွေရှိတယ်လို့မြို့ကန်တွေကပြောပါဗျ။ဒါအပြင်နောက်ဆက်တွဲငလျင်တွေကလည်းဒီကနေ့အထိလောက်ခတ်နေဆဲဖြစ်ပြီးတော့မေလ18ရက်နေ့ကလောက်ခတ်ခဲ့တဲ့နောက်ဆက်တွဲငလျင်ကြောင့်ပြည်သူနှစ်ဦးသေဆုံးခဲ့တယ်လို့နေအိမ်အဆောက်အဦများလည်းပျက်စီးခဲ့တာရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစီးရီးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ